ပြိုင်ကားတစည်းနှင့် လူငယ်တယောက်လက်နက်ဖက်ပြည့်အလွတ်ဆုံးတော့ဂျီယာမီသည်အမေရိကန်ပြည်ထောင်စုအတွင်းမှအမှုများသာမကရန်ဖန်ရန်ခါနိုင်ငံရဲ့ခြားတိုင်းတစ်ပါးမှ အမှုများကိုလည်းလက်ခံ၍စုံစမ်းထောက်လန်းခဲ့ရသည် အချို့အမှုများမှာရိုးရိုးသားမှန်အမှုများဖြစ်၍အချို့အမှုများမှာမူတပုတ်ဥပမာရှုပ်ထွေးပွေလီသည့်အမှုများဖြစ်သည်ရန်ဖန်ရန်ခါကားပြောက်သည့်အမှုများကို လိုက်လံစုံစမ်းရသလိုတခါတရံအိမ်မာမွေးထားသည့်ခွေးကြောင်တာလိကစားသည့်တလေးဆံများပျောက်သွားသည့်ဖြင့်ကတိကတံထောက်လန်းရှာဖွေပေးကြရသည် အမှုလိုက်ခနှင့်ဆက်လင်း၍ခြေအားမိသည်မြည်သည့်အမှုတွင်မြည်၍မြည်မြရသည်ကိုမြည်သည့်အခါမြထုတ်ဖော်ပြောကြခြင်း မပြုခဲ့ပေဒါတော့ဒီလိုရှိရလေအမှုလိုက်ခဆိုတာကအဲ့ဒီအမှုရဲ့အတိုင်းအတာအတိန်နဲ့ ဘလောက်ရှိရဲဆိုတဲ့အပေါ်မှာလည်းမူတည်ပါတယ်။တာမန်သေးဖွယ်မှုလားအင်မတန်ကြီးကျယ်တဲ့အမှုလားဆိုတာခွဲခြားရပါတယ်။ပြီးတော့ရေးကြည့်တာက အမှုကြီးတာသေးတာထက် အမှုအပ်တဲ့ကာယကံရှင်ရဲ့အမှုတွေရဲ့အခြေအနေကလည်းအရေးကြီးပါတယ်။ငွေကိုရေလိုဖြုံးနိုင်တဲ့အမှုတွေလား။တော်ယုံတယုံတက်နိုင်တဲ့အမှုတွေမျိုးလားဆိုတာလည်းတွေ့ရပါသေးတယ်။ဂျီယာမီကသူ၏အမှုလိုက်ကမိမရသည်ကို ရှုံးဝတ်ထားတော့လေ မြည်သူသောခြေခံမှုများဖြင့်အမှုလက်ကတောင်းယူသည်ကိုမူအထက်ပါတိုင်းပြောကြခဲ့သည်။သို့သောဒီကြားတွေကမှပင် အချို့သောအမှုတွေ၏အခြေအနေကိုကြည့်၍အမှုလက်ကတပြားတစ်ချက်မှ မယူသည့်ပြင်ခရီးစရိတ်အပါဝင် အထွေထွေစရိတ်များကို သူ့အိတ်ထဲမှစိုက်ထုတ်၍ပင်အကုန်ကျခံခဲ့သည်။ရံဖန်ရံခါတွင်လည်းတာမန်အားဖြင့်ပြောပါလောက်သည့်အမှုမဟုတ်တော့လေကာယကံရှင်အမှုတွေများ၏ ငွေကြေးတနိုင်မှုအပေါ်မူတည်ကာအမှုလိုက်ခကိုခက်မြက်မြက်ကလေးတောင်းယူခဲ့သည်ဟုယူဆရသည် အချို့သောအမှုများတွင်မူငွေရေးကြေးပြဿနာမပေါ်ဘဲနှစ်ဖက်သဘောတူပြီးဖြစ်ကြတော့လေကန့်သက်ချက်များတောင်းဆိုချက်များနှင့်စီကန်းချက်များတတ်မှတ်ရာတွင်တစ်ဖက်နှင့်တစ်ဖက်စိတ်ဆက်ညီနိုင်၍မရသဖြင့်မလိုက်ဖြစ်ပေလန်သွားသည့်အမှုများလည်းရှိခဲ့သည်ဤအမှုမျိုးနှင့်ပတ်သက်၍တိတာထင်ရှားသည့်ဖြစ်ရက်တစ်ခုကို ဥပမာပြရမည်ဆိုပါကကမာကျော်ပတ္တီဟက်စီ အမှုဝင်ဖြစ်သည်ဂျေယာမီကလည်းဤအမှုကို လက်ခံ၍စုံစမ်းထောက်လှမ်းရန်လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်နေစဉ်တစ်ဖက်မှစီကံသတ်မှတ်ချက်များနှင့်တောင်းဆိုချက်များပါလာသဖြင့်ဂျေယာမီအားလက်မခံဘဲပြန်လည်ပြစ်ခဲ့ခြင်းဖြစ်သည်ဤအဖြစ်ပြက်မှာရုံးမြင့်တန်းကြားထုတ်လွှင့်သည့်လီယိုနာဖရီမင်းဆိုသူကဂျေယာမီအားဖုန်းဆက်၍ ပြန်မေးဆွဲခံနေရသောပက်ထရီရှာဟတ်ခေါ်ပက်တီဟတ်အမှုကို လိုက်နိုင်မလိုက်နိုင်စုံစမ်းမေးမြန်းရမှပထမဆုံးစတင်ခဲ့ခြင်းဖြစ်သည်တကယ်တော့ပက်တီဟတ်ပျောက်ဆုံးသွားသည်မှာအန်အောဝယ်ကောင်းသည်နှင့်အမျှစေဝင်စားဝယ်ကောင်းလာသည်သူမကိုပြန်မေးဆွဲသွားသည်ဆိုသောစင်ဘရိုနီလွတ်မြောက်ရေးတပ်မတော်ကဆန်ဖရန်စစ္စကိုမြို့ရှိ ဟေဗာနီယာဘန်တိုက်ကို ဝင်စီးသောတရင်နှင့်ရုံးပြင်တန်းကြားပိတ်ကားပေါ်မှပက်တီဟတ်၏ ပြားများနေကြချသောမိဘများ၏ရုပ်ပုံလှများသည်သူမပြန်မေးဆွဲခံရသောတရင်ကိုကမ္ဘာတရင်စာကြီးများ၏မျက်နှာဖုံးတရင်ဖြစ်စေခဲ့သည်ဂျေယာမီကပတ်တီဟက်ကို တွေ့အောင်ရှာမည်ဟုတေချာပေါက်တုံ့ပြန်ခဲ့သည်ဤအမှုမှာပြောပလောက်အောင်ခက်ခဲရှုပ်ထွေးခြင်းမရှိဟုယူဆထားသည်ဒို့ဘာရဲ့အစိုးရစုံတော်များနှင့်ရဲများက သူမကိုတွေ့အောင်မရှာနိုင်သည်မှာထုံးစံအတိုင်းထူးလျက်နှင့်မဆန်းဟု သူကပြောရင်သည်တို့ဖြစ်၍လဲယခုရုံမြင့်တန်ကြားထုတ်လွှင့်သူဖရီမင်းက ပက်တီဟက်စ်ကို ရှာပေးနိုင်မလားဟု မေးလာသောအခါဂျေယာမီက FBI စုံတော်များလုတ်ပုံကင်မုံမဟန်ကြောင်းပြောက သူနီးသူဟန်ဖြင့်တွေ့အောင်ရှာနိုင်ကြောင်းပြန်ပြောလိုက်သည်ဤတွင် ဖရီမင်းကဒီအမှုတွင်ဘလောက်ပေးရမလဲဟုမေးပါသည်ဒေါ်လာ5သိန်းပေးရမယ်ဂျေယာမီကအပြက်ပြောလိုက်သည် တပြားမှမလျှော့နိုင်ဘူး။တေချာပေါက်တွေ့မယ်ဆိုတာခမရအာမခံလား။ဂျီယာမီကအာမခံကြောင်းနဲ့ဒေါ်လာ9သိန်းကိုပင် တွေးမှပေးမတွေ့ရင်ပေးကြမလို့ဟုရဲရဲကြီးပြောလိုက်သည်။တယ်လီဖုန်းထဲမှဖရီမင်အီတပြင်းချတန်ကို ကြားလိုက်ရသည်။နောက်၄ရက်အကြာတွင်ဂျီယာမီထံသို့ဖရီမင်ရောက်လာသည်။ဖရီမင်အီပြောပြချက်အရယခုကိစ္စတွင် သူသည် အမည်မဖော်လိုသောမဂဇင်းကြီးတစ်စောင်အတွက်ကြားလိုအဖြစ်အောင်သွယ်ပေးနေသည်ဟုသိရသည်။သို့ဖြစ်ရာ ထိုမဂဇင်းကြီးမှပုံကူများကလွတ်လိုက်သည်ဖြင့်ဂျီယာမီနှင့် လူချင်းတွေ့၍တေချာအောင်လာရောက်မေးမြန်းခြင်းဖြစ်သည်။ဂျီယာမီကယခုကိစ္စတွင်မိမိသည်ပတ်တီဟတ်ကိုမုတ်ကြတွေ့အောင်ရှာပေးမည်။တွေ့လင်သူမဘယ်နေရာမှာရှိသည်သူမ၏ကျမ်းမာ၏ဘလို့နေသည်ဒဏ်ရာအနာတရ ရှိမရှိကို ချက်ချင်းကြောင်းကြမည်တစ်ချိန်တည်းတွင်မိမိမှအစိုးရအမှုတန်းမဟုတ်ဘဲအလွတ်ဆုံးတော့ဖြစ်နေသဖြင့်ပတ္တီဟက်ကိုရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်းအစိုးရဆုံးတော့ဖွဲ့ဖြစ်သော FVI ကိုချက်ချင်းတင်ပို့ရမည်ဟုခြေယာမိက Freeman အားပြောပြသည် Freeman ကလည်း EA ချက်ကိုသက်ဆိုင်ရာမဂ္ဂဇင်းတာဝန်ခံပုဂ္ဂိုလ်များအားအကြိုးကြောင်ပြောပြပါမည်ဟုဆို၍နောက်ဆုံး၌ခြေယာမိကဤကိစ္စအတွက်လိုအပ်သည့်သဘောတူညီချက် တရားဝင်ကန်ထရိုက်စာချုပ်ချုပ်ရန်အီတလီတာငုံရက်ွက်တွင် ရုံးပွင့်ထားသောမိမိဤရှိနေဝီလျံဟေးနှင့်ဆက်သွယ်လုပ်ကိုင်းမဟုပြောလိုက်သည်။နှစ်ရက်သုံးရက်ကြာသောအခါရှိနေဝီလျံဟေးကဂျေယာမီထံဖုန်းဆက်၍ပက်တီဟက်အမှုတံမဂဇင်းတိုက်ပိုင်ရှင်များထံမှ ကန်ထရိုက် စာချုပ်မိတ်တူယခုပင်ရောက်ရှိလာသောနှင့် စာချုပ်မှာ၎င်းတို့အတွက်တစ်ဖက်သက်ကြာလွန်နေကြောင်းပြောဆိုသည်။ စာချုပ်ထဲမှာသူတို့တောင်းဆိုထားတဲ့အချက်တွေကတိတ်ပြီးတစ်ဖက်စီးနေနိုင်လုံးနေပါတယ်။ကျွန်တော်လက်မခံနိုင်သလိုခမရလည်းလက်ခံနိုင်မယ်မထင်ပါဘူး။သူတို့ကခမရကိုပတ်တီဟက်ကိုဘသူနဲ့မှတွေ့ခွင့်မပေးပဲသူတို့မဂဇင်းတိုက်ကအယ်ဒီတာတွေဓာတ်ပုံဆရာတွေနဲ့သာပထမဆုံးတွေ့ခွင့်ပေးရမယ်။အဲဒီမှာပတ်တီဟက်နဲ့သူတို့အဖွဲ့နဲ့အင်တာဗျူးလုပ်ပြီးစကလုံး၃တောင်းရအောင်အမေးဖြေလုံနိုင်ဖို့စီစဉ်ပေးရမယ်လို့စာချုပ်ထဲမှာပါနေတယ်။ဤတွင်ဂျီယာမီကိုယ်တိုင် မဂဇင်းတိုက်ပိုင်ရှင်ထံဖုန်းဆက်၍ကန်ထရိတ်စာချုပ်ထဲတွင်ပါဝင်သည့်အချက်အလက်များကို သူလုံးဝလက်မခံနိုင်ကြောင်းပြောလိုက်သည် အထူးသဖြင့်ပတ်ဒီဟက်စ်အား၎င်းတို့နှင့်တီးခြားအင်တာဗျူးလုပ်ရန် ခွင့်မပြုနိုင်ကြောင်းမိမိအနေဖြင့်တရားဥပဒေဘက်တော်သားပြီးပြီးပတ်ဒီဟက်အားတွေးလင်တွေ့ခြင်း FBI တို့အကြောင်းကြားရန်တာဝန်ရှိနေကြောင်းအကယ်၍ပတ်ဒီဟက်အားမဂဇင်းအယ်ဒီတာများသတင်းတောင်များက တွေ့ဆုံမေးမြန်းလိုပါက FBI စုံတော်များရှေ့မှောက်တွင်ပင်မေးမြန်းစီလိုကြောင်းနေတကားအကယ်၍မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ကတီးခြားအင်တာဗျူးလုပ်မည်ဆိုပါက ထိုအချိန်တော်တွင်ပတ်တီဟက်ဤအသက်အန္တရာယ်စိုးရင်ပွဲရှိကြောင်းများကိုပါအကြေတဝင့်ရှင်းလင်းပြောပြခဲ့သည်သို့သောဤအချက်ကိုမဂ္ဂဇင်းတိုက်ပန်းရှင်များကလက်မခံနိုင်ပေဖြစ်နေကြသည် အထူးသဖြင့်သူတို့တွေမှာ စာနယ်ဇင်းသမားပြီးပြီးဥဥဖျားဖျား ထူးထူးခြားခြားဆိုသောယောဂဆွဲကန်နေကြသည် ပတ္တိဟတ်တရင်ကိုတခြားစာနယ်ဇင်းများထက်စော၍သူတို့မဂဇင်းထဲတွင်အူဖြပြပပေါင်းထည့်ခြင်းကြသည်ဤနည်းဖြင့်အပွားကြံရန်စီစဉ်ကြခြင်းဖြစ်သည်ထိုမှတဆင့်ဤတရင်ကိုတကဘာလုံးရှိစာနယ်ဇင်းများတို့ရောင်းစားရန်လည်းစီစဉ်ထားကြသည် အမှန်စင်စစ် သူတို့စီစဉ်သည့်အတိုင်းအကယ်၍ထိုတရင်ကို ရောင်းပြခဲ့ပါကရေအာမီကို ပေးမိဆိုတော့ဒေါ်လာ9သိန်းမှာသူတို့ရသည့်ငွေနှစ်ရှင်းလိုက်လေစက်စာဘူးလောက်သာရှိမည်ဖြစ်သည်မဂဇင်းပိုင်ရှင်များကဂျီယာမီအားဤကိစ္စကိုထမှန်စဉ်းစား၍သူတို့တောင်းဆိုချက်ကိုလက်ခံရန် နားချခဲ့သည်စွဲဆောင်စည်းရုံးခဲ့သည်တိုးတော်ဂျီယာမီကလည်းဘူးဆိုလင်ဖယုံမသီးသည့်လူစားမျိုးဖြစ်သည် ကျိုးအတွက်ဒီလောက်လဲငွေလိုနေတာမဟုတ်ပါဘူးဟုတ်ဂျီယာမီကအပြက်ချဲလိုက်သည် သူ့မှာဥပဒေစိုးမိုးရေးကိုဦးစားပေးရမည်တာဝန်ရှိသည်ဟု သူကခိုင်မာရက်တည်ခဲ့သည်ဤသို့ဖြင့်ပတ္တီဟတ်အမှုတွင်ဂျေယားမီသည်ဒေါ်လာ9သိန်းကို မျက်စိမိတ်၍ကြောခိုင်းခဲ့သည် နောက်ဆုံး၌အားလုံးသိပြီးဖြစ်ကြသည့်အချိန်ပတ္တီဟတ်ကို FBI စုံတော်များကရှာတွေ့ခဲ့ကြသည်ပတ္တီဟတ်အား FBI စုံတော်များရှာဖွေတွေ့ရှိခဲ့သောနေရာသည်သူရှာဖွေစုံစမ်းထောက်လှမ်းရန် ကြံစည်ထားသောနေရာပင်ဖြစ်သည်ဟုနောက်ပိုင်းတွင်ဂျေအာမီကထုတ်ဖော်ပြောကြားခဲ့သည်။ဤသည်ကို အချို့ကဂျေအာမီအားအပြောကြီးသည်ဟု၍၎င်းအချောက်တိုင်အသားယူလွန်းသည်ဟု၍၎င်းနှာခေါင်းရှုံကြသည်။သို့သောလက်နှစ်ဖက်ပြက်နေသော အလွတ်ဆုံးသောဂျေအာမီသည် FBI စုံတော်များထက် အမြဲတမ်းနှာတပြားသာသည်ကတော့အမှန်ပင်ဖြစ်သည်။ဥပမာဆိုပါတော့ဥပမာဆိုပါတော့ကာဘောရဟာနယူးယောက်မြို့တော် ကုလသမဂ္ဂဌာနချုပ်မှာတာဝန်ထမ်းဆောင်နေတဲ့ဂျာမန်တန်ရာရှိတဦးဖြစ်ပါတယ်။သူဟာမြူနစ်မြို့ဇာတိဖြစ်ပြီးဘာဗေးရီးယားမြို့သမီးတဦးနဲ့အိမ်အောင်ကြလို့တားသုံးယောက်တောင်ရခဲ့ပါပြီ။အဲ့ဒီတားသုံးယောက်ထဲမှာဖရက်ဒရစ်ဆိုတဲ့အကြီးဆုံးသားဟာတက္ကသိုလ်ကဘွဲ့ရပြီးပါပြီ။ဖခင်ဖြစ်တဲ့မစ္စတာဘောယာကတားကြီးဖရက်ဒရစ်ကို တက္ကသိုလ်ကဘွဲ့ရတဲ့အတွက်မာစီဒီပြိုင်ကားလေးတစ်စီးလက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ ဒါရင်မကပါသူ့သားရဲ့ဆန္ဒတိုင်းအမေရိကန်ပြည်ထောင်စုကိုအရှိပြားကနေနောက်ပြားထိတနန်တလျာခရီးသွားဖို့ဆိုပြီးသုံးဖို့ဆွဲဖို့ငွေလုံလောက်ထုတ်ပေးခဲ့ပါတယ်ဖရက်ဒရစ်ကလည်းအင်မတန်လိမ်မာတဲ့သားတယောက်ပါမိဘတွေကလည်းချစ်ကြောက်ရိုသေပါတယ်ဒါကြောင့်သူဟာအမေရိကန်ပြည်ထောင်စုအရှိဘက်ကန်းကြီးကနေခရီးထွက်လာခဲ့ရာက သူ့မိဘတွေစီကိုနှစ်ရက်တခါရောက်ရအရက်ကလှမ်းပြီး ဖုန်းနဲ့ကြောင်းကြားခဲ့ပါတယ်။အခုသူဘယ်မျိုးရောက်နေပြီးဘာတွေမြင်ရတွေ့ရတယ်ဒီမျိုးကနေဘယ်မျိုးကိုခရီးဆက်မဲဆိုတာနှစ်ရက်တခါမှန်မှန်ကြီးဖုန်းဆက်ပြီးအတိပေးခဲ့ပါတယ်။အဲ့ဒီလိုနေလာခဲ့ရကတပတ်လောက်ကြာတော့ဖြုံငနေဘာသာမကြားညာသာမကြားနဲ့ဖရက်ဒရစ်စီကအဆက်သွဲပြတ်သွားပါရဲ့။မစ္စတာဘောယာဟာ ရှစ်ရက်တိတိစောင့်ကြည့်ပါသေးတယ်။အဲ့ဒီရှစ်ရက်လုံးလုံးသူ့သားစီက ဘာဆက်သွယ်မှမရပဲဖြစ်နေတော့ဧကန္နာတခုခုဖြစ်ပြီးဆိုပြီးစိုးရင်စိတ်နဲ့ FVN ကိုအကြောင်းကြားခဲ့ပါတယ်။ Frederick ဟာ သူ့အဖေစီကို နောက်ဆုံး San Antonio မြို့ကဖုန်းဆက်ခဲ့တယ်ဆိုတော့ FVN စုံတော့တွေဟာ San Antonio မြို့မှာ Frederick ကိုပိုက်စိတ်တိုက်ပြီးဆရာခံလိုက်လံစုံစမ်းခဲ့ကြပါတယ်။ဒါပေမဲ့ဘလို့မှသတင်းအစားအသောက်မရပဲဖြစ်နေကြပါတယ်။ Mr. Boyer နဲ့ သူဇနီးတို့ကလည်းသူတို့သာဖရက်ဒရစ်ရန်စိတ်ပူတဲ့ပူပြီးအကြီးကျယ်ဆိုရင်လာမိကြပါတယ်ဖရက်ဒရစ်နဲ့မစ္စတာဘောယာတို့တာဖာ နောက်ဆုံးစကားပြောခဲ့ကြရမှာဖရက်ဒရစ်ဟာမက္ကဆီကိုဘက်ကို ခရီးဆက်ဖို့စီစဉ်ထားတယ်ဆိုတာသိခဲ့ရပါတယ်အဲ့ဒီစကားအရအေပါဆိုမြို့အပါဝင် မက္ကဆီကိုနယ်စပ်ကမြို့တွေမှာစုံစမ်းကြည့်တော့လေဖရက်ဒရစ်ရဲ့အရေးအယံကိုတော့မတွေ့ရပဲပျောက်ချင်းမလားပျောက်နေပါတယ် မစ္စတာဘောရတို့လင်မယားကတော့စိုးရိမ်စိတ်များတဲ့ညာလာနေကြပါပြီအထူးသဖြင့်မက္ကဆီကိုနယ်စပ်မှာရော မက္ကဆီကိုနိုင်ငံမှာရော လူစိုးလူမိုက်လူရန်ကားတွေအင်မတန်ပေါ်ပြီးပြား90လောက်တွန်းနေတောင်လူတယောက်ရဲ့အသက်ကိုတတ်ဖို့ဝန်မလေးဘူးဆိုတာသိထားရတော့လင်မယားနဲ့အောင်စလုံးရေဓမမနဲ့ဖြစ်နေကြပါတယ်ပြီးတော့ဒီရက်ဒီဒေတာမှာ လူတယောက်ကိုအပြောင်ရှင်းပြီးအလောင်းကိုပါဖျောက်ဖျက်ပစ်ဖို့ဆိုတာ ငါပြောသည်ခေါ်နှွာရတာထက်တာ လွယ်သေးတယ်ဆိုတော့ပိုပြီးစိုးရိမ်စရာဖြစ်နေပါတယ်။အဲ့ဒီလိုလူတယောက်တက်ကိုပရွက်စိတ်လောက်တောင်တန်ဖို့မထားပဲတပဲ၆ပြားနဲ့တက်ဖို့ဖြတ်ဖို့လူရက်ဖို့လက်မနေတဲ့မက္ကဆီကိုနယ်ကြားဒေသမှာဖိတ်ဖိတ်တောက်နေတဲ့အဖိုးတန်ပြိုင်ကားအစ်စ်လေးနဲ့အဖော်မပါပဲတယောက်တည်းခီးသွားနေတဲ့ဖရက်ဒရစ်လိုနိုင်ငံသားလူငယ်ကလေးတယောက်တည်းအချိန်မရွေးအသက်အန္တရာယ်ဖြစ်နိုင်တယ်မဟုတ်လား။မစ္စတာဘောယာနဲ့ FBI စုံတော့တွေဟာ အပါဆိုမျိုးရဲစခန်းနဲ့မက္ကဆီကိုပြည်နယ်ရဲအဖွဲ့ကိုသာမကပဲဂျာမန်တန်ယုံကိုပါဆက်သွဲပြီးအကူအညီတောင်းခဲ့ကြပါတယ်။နောက်ဆုံးတော့မစ္စတာဘောယာဟာ သူကိုယ်တိုင်အပါဆိုမျိုးကိုလေးချောင်းခရီးနဲ့လိုက်လာပြီးကျွန်တော်နဲ့တွေ့တော့တာပါပဲ။မစ္စတာဘောယာဟာကျွန်တော်ကို လူချင်းတစ်ခါမှမမြင်ဘူးမတွေ့ဘူးပဲမယ်။ကျွန်တော်အကြောင်းကိုဂျာမန်မဂဇင်းတစ်စောင်ထဲမှာဖတ်လိုက်ရဘူးပါတယ်။ အဲ့ဒီတော့တဖြည်းဖြည်းရက်တွေကြာတဲ့ကြာလာပြီးသူ့သားတန်အကြီးကျယ်စိုးရိမ်လာရက FBI စုံတော့တွေကိုအမလို့အမရဖြစ်လာတာနဲ့ဘာပဲဖြစ်ဖြစ်လက်နှစ်ဖက်ပြက်အလွတ်ဆုံးတော့ကိုအားကိုးကြည့်အောင်မှပဲဆိုပြီးကျွန်တော်စီရောက်လာတာပါပဲခမ ्या ကျွန်တော်သားကို တွေ့အောင်ရှာပေးစီခြင်းပါတယ်မစ္စတာဘောယာက အင်္ဂလိပ်စကားကိုဂျာမန်တန်ဝဲဝဲနဲ့ပြောပါတယ်မှန်တာပြောရရင်တခြားလူတွေဟာ စကားကိုကြည်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 ပြောသလားအလုတ်ကြတော့တီတီရောက်ရောက်မလုတ်ကြဘူးလို့ကျွန်တော်ထင်တယ်မစ္စတာဘောယာကကျွန်တော်ကိုသူ့တာဖရက်ဒရီပျောက်ဆုံးနေတဲ့အကြောင်းကို အသေးစိတ်ပြေဆုံးပြောပြပြီးသူ့သားတပ်ပုံတွေလည်းထုတ်ပေးပါတယ်ပြီးတော့သူ့သားစီးသွားတဲ့မာစီဒီပြိုင်ကားကလေးနဲ့ပတ်သက်လို့တီးတင့်တီးထိုက်တဲ့အချက်တွေအားလုံးပြောပြပါတယ်ပြီးတော့မှသူ့သားဟာအခုထိအသက်ရှင်နေသေးတယ်လို့ထင်သလားဆိုပြီးသူကကျွန်တော်ကိုမေးပါတယ် ကျွန်တော်ကလည်းအခုအချိန်ထိတီးရသလောက်ကြားရသလောက်ဆိုရင်တော့သူ့သားဟာ အသက်မသေးသေးဘူးလို့ယူဆရကြောင်းပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့သားဖရက်ဒရစ်ပျောက်သွားတယ်ဆိုတဲ့ဒီရှိရဲ့အတော်တွင် ပိုင်ရှင်မရှိပဲလမ်းမေးတနေရာမှာပြစ်ထားတဲ့ကားရဲ့လို့တစည်းမှမတွေ့ရသေးတဲ့အကြောင်းနဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်ပြီးဘယ်သူဘယ်ဝါရဲ့လို့မမှတ်မိတော့တဲ့အလောင်းတလောင်းမှမတွေ့ရသေးလို့ပါပဲ။ဒါရီကြောင့် ဖရက်ဒရစ်ဟာအခုချိန်ထိတနေရာရာမှာ မုတ်ကြအသက်ရှင်လျက်ရှိနေလေအောင်မယ်လို့ယူဆရကြောင်းပြောပြရပါတယ်။ဒါဖြင့်ကျုပ်သားကိုခမရဘရော့စပြီးရှာနိုင်မလဲ။ဘောရကကျွန်တော်မျက်နှာကိုအကဲခတ်တယ်လို့တစ်ချက်လှမ်းကြည့်ပြီးမေးလိုက်ပါတယ်။သူဟာအသက်50လောက်ရှိပြီးဝစ်စားထားပုံကတော့ကျွန်တော်တို့အေပါဆိုမျိုးကဗန်ဥက္ကဋ္ဌတယောက်လိုတာတာနာနာတက်တက်ရဲ့ရဲ့ပါပဲ။နေထိုင်တဲ့နေရက်တွေနောက်မှာ သူ့စပင်ဟာနည်းနည်းဖြူစာပြုတ်နေပါပြီ။မျက်လုံးတွေခြိုက်ပြီးမျက်တွင်းတွေတိတိတသားကြီးကျနေတာကိုကြည့်ရခြင်းအဖြစ်အေးရတော်တော်များများပြက်လာခဲ့တယ်ဆိုတာထင်ရှားနေပါတယ်။သူကစကားပြောရင်ကနာမငိမ့်ဖြစ်နေပြီး secret ဘူးတွေက secret တွေတလေပြီးတလေထုတ်တော့လိုက်နှစ်ခါသုံးခါလောက်ဖွာပြီးအဲ့ဒီ secret ကိုပြကွက်ထဲထိုးချေလိုက်နဲ့အတော်ကလေးစိတ်လှုပ်ရှားနေပုံရပါတယ်။ကျွန်တော်ကသူ့အမူအရာကို မတိမတာလေးလာရင်ကဖရက်ဒရစ်ကိုဒီနေ့ပဲစာပြီးရှာပါမယ်လို့ပြန်ပြောလိုက်ပါတယ်။လူရင်းနဲ့တူရှင်ပြောရရင်ကျွန်တော်ကဖရက်ဒရစ်ကို၈နှစ်အတွင်းတွေ့အောင်ရှာနိုင်ခဲ့ပါတယ်။အဲ့ဒီတော့တွင်အဲပါဆိုမျိုးကတဘွားမှမခွာခဲ့ပါဘူး။ဒီနေရာမှာတခုထပ်ပြောချင်တာကတော့ကျွန်တော်အစိုးရဆုံးတော့နဲ့မတူဘူးဆိုတာပါပဲ။တခြားမှုတွေလို့ဒီအမှုမှာလဲကျွန်တော်ကကျွန်တော်ရဲ့ပြည်နယ်ရိသဆိုင်ရာ ကိုယ်စားလှယ်တွေ အဆက်တွေတွေနဲ့အကူအညီကိုယူလိုက်တာပါပဲအထူးသဖြင့်မက္ကဆီကိုမှာရှိတဲ့ကျွန်တော်လူတွေကိုလိုအပ်သလိုညွှန်ကြားပြီးအတိအကျဘယ်ကိုသွားဘယ်သူတွေနဲ့တွေ့ဘာတွေစုံစမ်းဆိုပြီးအသေးစိတ်ခိုင်းလိုက်တာနဲ့ထိုင်ရာကမထကိစ္စပြီးသွားတာပါပဲပထမဆုံးကျွန်တော်ခေါင်းထဲမှာသတိပြုလိုက်တဲ့အချက်ကတော့ Frederick ဟာမက္ကဆီကိုဘက်ကိုဦးတည်ပြီးသွားမယ်လို့သူ့အဖေကိုနောက်ဆုံးပြောခဲ့တယ်ဆိုတဲ့အချက်ပါပဲ အဲ့ဒီတော့ကျွန်တော်စိတ်ထဲမှာတေချာမောက်တွက်လိုက်တာကမက္ကဆီကိုနိုင်ငံဘက်ကိုကူးသွားကြတယ်တခြားကဘာလက်ခီးတွေတွေလိုပဲသူလည်းမက္ကဆီကိုနိုင်ငံဘက်ကို မကူးခင်နေဆက်တနီယာကဓာတ်စီဆိုင်တဆိုင်မှာ သူကားကိုဘယ်နည်းနဲ့မဆိုဓာတ်စီဝင်ထဲရမယ်လို့တွေးလိုက်မိပါတယ်အဲ့ဒီတော့ဒီတွေးလုံးကိုအခြေခံပြီးတော့သူစီးသွားတဲ့မာစီရီပြန်ကအမှတ်350ရဲ့ဓာတ်စီနဲ့မိုင်နှုံးကိုတွက်ကြည့်လိုက်ပါတယ် အဲ့ဒီပြိုင်ကားလေးရဲ့ဓာတ်စီတိုင်ကြီးဟာ20ဒဂါလန်ဆန့်ပြီးဒဂါလန်ကို -20 လောက်မောင်းလို့ရတယ်ဆိုတာသိရပါတယ်။အဲ့ဒီနှုံအရာဆိုရင် သူဟာတိုင်ကြီးထဲမှာဓာတ်စီအဖြစ်ထည့်ပြီးတဲ့နောက်မိုင်400လောက်မောင်းပြီးမှ နောက်တစ်ကြိမ်ဓာတ်စီထပ်ဖြည့်ရမယ်သဘောရှိပါတယ်။နောက်တစ်ခုစဉ်းစားဖို့ရှိတာကဒီတငယ်ဟာမိဘရိစီကိုဖုံးဆက်ပြီးအကြောင်းကြားလေးရှိတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်အတော်တန်ခင့်မိပြီးတယ်လီဖုန်းဆက်သွယ်ကောင်းတဲ့ မျိုးတွေအထိသူ့ကားကိုတောက်လျှောက်မောင်းလိုက်မယ်လို့လည်းယူဆရပါတယ်။အဲဒီလိုတွက်ချက်စဉ်းစားပြီးတဲ့နောက်အမေရိကန်ပြည်ထောင်စုနဲ့မက္ကဆီကိုနိုင်ငံနယ်စပ်ဒေသမြေပုံကိုချကြည့်လိုက်တော့ဖရက်ဒရစ်ဟာလမ်းကူးလက်မှာတခုခုဖြစ်တယ်ဆိုရင် သူဟာချီဝါဝါမျိုးနဲ့တိုရီယွန်မျိုးအကြမ်းမှာပဲဖြစ်ရမယ်လို့တွက်လိုက်ပါတယ်။ဒါကြောင့်အဲဒီတွက်ကင်းရာအဲဒီမျိုးနှစ်မျိုးအကြမ်းမှာရှိတဲ့ဓာတ်ဆီဆိုင်တွေ ကားပြင်းတဲ့အလုပ်ယုံတွေ လမ်းဘေးစားတော့ဆိုင်တွေနဲ့တဲခိုရိတ်တာလေးတွေပါမကြမ်းပိုက်စိတ်တိုက်ပြီးစုံစမ်းကြည့်ကြဖို့ကျွန်တော်လူတွေကိုတာဝန်ပေးလိုက်ပါတယ်တကယ်တော့မက္ကဆီကိုဟာအမေရိကန်ပြည်ထောင်စုနဲ့မတူဘူးအမေရိကန်ပြည်ထောင်စုမှာကမျိုးတိုင်းရွာတိုင်းနေရာတိုင်းမှာ နိုင်ငံသားသားလူမျိုးပေါင်းစုံကို တွေ့နိုင်ပေမဲ့မက္ကဆီကိုမှာတော့နိုင်ငံသားဆိုတာတွေ့ရခဲ့ပါတယ်ဒါကြောင့်အဖြူရောင်မာစီဒီပြိုင်ကအစ်စ်ကလေးနဲ့ဂျာမန်လူငယ်လူရွယ်တယောက်ကို မြင်လိုက်ရရင်လူတိုင်းကသတိထားမိကြမှာသိကြပါတယ်။သူ့ဓာတ်စီထဲတဲ့ဆိုင်၊သူ့ကားရေးစေးတဲ့ယုံနဲ့သူတို့ခုခုဝင်စားတဲ့စားတောက်ဆိုင်တွေက သူ့ကိုကောင်းကောင်းကြီးမှတ်မိနေကြမှာပါ။ကျွန်တော်တွေ့တဲ့အတိုင်းမလွဲပါဘူး။ဖရက်ဒရစ်ကို မကြခင်တနေရာမှာဘွားကနေတွားတွေ့တာပါပဲ။ဖြစ်ပုံကသူဟာတာမန်ခီးဝေးသွားတဲ့အဝေးပြေးကားတွေမောင်းနေကြ။လမ်းရိုးရိုးကမမောင်းမနဲ့ပိုပြီးရှင်းတဲ့လမ်းကမောင်းလာခဲ့တာကို အဲ့ဒီလမ်းကကားသွားလာတော့ရှင်းပါတယ်။ဒါပေမဲ့အဝေးပြေးလမ်းမကြီးလောက်လမ်းမကောင်းပဲဂျိုင်းတွေကျင်းတွေနဲ့အတော်လေးဆိုးပါတယ်။အဲ့ဒီမှာတွေဖရက်ဒရစ်ဟာ ကိုတီကာဆိုတဲ့ရွာကလေးတရားနာမှာ ကားပြက်ပြီးဒုက္ခရောက်နေခဲ့တာပါပဲ။အဲ့ဒီရွာကလေးကမြို့နယ်လည်းမနီးတယ်လီဖုန်းတို့ဘာတို့အဆက်အသွယ်ကလည်းမရှိပြီးတော့ကားပြင်တတ်တဲ့လူလည်းလုံးဝမရှိတော့အနည်းဆုံးဖြစ်တဲ့တိုရီယိုမြို့ကိုလူတယောက်လွတ်ပြီး ကားပြင်ဆရာခေါ်ခိုင်းခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီမှာဖြစ်ချင်တော့လူရဝဲဆွဲလဲရတခိုးထောင်းဆိုတဲ့ဇာတ်လို့ဖရက်ဒရစ်ဟာ ကားပြင်ဆရာကိုအဲဒီရွာကနေပြီးညအိမ်ဆောင်ရင်းနဲ့ညဘက်ကျတော့မမျော်လင့်မဲဝမ်းကိုက်ရောကအကြီးကျယ်ဖြစ်တော်တာပါပဲ။လမ်းတစ်လျှောက်လုံးကြုံရဆိုင်မှာတွေ့ရဝင်စားခဲ့ပြီးတောက်ရီကလည်းမတတ်တော့ဝမ်းကိုက်ရောကဖြစ်တဲ့လက္ခဏာပါပဲ။နောက်ဆုံးကျွန်တော်ကိုယ်စားလှယ်ဟာဘတ်ဆိုတဲ့ ဆုံတော့ရောက်သွားတော့ဖရက်ဒရစ်ဟာဝမ်းကိုက်ယောဂါကြောင့်အလူးလေးဖြစ်ပြီးအိမ်ရာထဲကတော့မထနိုင်ပဲခွေခွေကလေးလဲနေရှာပါတယ်။ဟာဘတ်ကအကျိုးကြောင့်ပြောပြတော့ဖရက်ဒရစ်ဟာ သူ့အတွက်ဒီလောက်တောင်ဖြစ်နေကြပါလားဆိုပြီးဝမ်းနေဝမ်းသာဖြစ်နေရှာတယ်လို့ဆိုပါတယ်။ဒါနဲ့ဆုံတော့ဟာဘတ်ကဖရက်ဒရစ်ကို တိုရီယံမြို့ကိုကားနဲ့ချက်ချင်းတင်ခေါ်လာခဲ့ပြီးကျွန်တော်စီအကျိုးကြောင့်ဖုန်းဆက်လိုက်ပါတယ်။ကျွန်တော်လည်း ကျွန်တော်ပိုင်လေရင်ကလေးလှုပ်ပြီးသူ့ကိုအဲပါဆိုမျိုးကို အမြန်ဆုံးခေါ်လာခိုင်းလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူ့မိဘတွေရှိတဲ့နယူးယောက်ကို ဖုန်းလန်းဆက်ပြီးဖရက်ဒရစ်ကို တွေ့ပြီးဆိုတဲ့အကြောင်းချက်ချင်းသတင်းပို့လိုက်ပါတယ်။အဲ့ဒီနောက်တော့တိတ်မကြလိုက်ပါဘူး။ဝိုင်းကန်ယောဂါကြောင့်မြက်တွင်းနေဟောက်ပတ်ကြီးဖြစ်နေတဲ့ဖရက်ဒရစ်နဲ့သူ့မိဘနှစ်ပါးဖြစ်ကြတဲ့မစ္စတာကာဘောယာနဲ့မစ္စစ်ဘောယာတို့မျက်ရည်ဆန်းဆန်းနဲ့ပြန်တွေ့ကြတာပါပဲ။ ကျို့အနေနဲ့ဒီလိုလက်တစ်ဖက်ပြက်ဒါမှမဟုတ်လက်နှစ်ဖက်ပြက်နေတဲ့စုံနောက်ဇလန်းတွေကိုရုပ်မြင့်တန်ကြမှာတော့ခဏခဏကြည်ဘူးပါတယ်။ဒါပေမဲ့ဒါမျိုးဟာအပြစ်မှာတကယ်မဖြစ်နိုင်ဘူး။တကယ်လည်းမရှိနိုင်ဘူးလို့ထင်နေတာ။အခုကိုတွေ့ကြုံမှပဲတကယ်ပါလားဆိုတာယုံရတော့တယ်။မစ္စတာဘောယာကအာရဝန်တာအံ့ဩတဲ့မျက်နှာနဲ့ကျွန်တော်ကိုကြည့်ပြီးပြုံပြုံကြီးလှမ်းပြောလိုက်ပါတယ်။ကျွန်တော်မျက်စိထဲမှာတော့သူဟာသူ့သားပြောက်သွားတော့က ကျွန်တော်စီရောက်လာပြီးကျွန်တော်နဲ့ပထမဆုံးတွေ့တုန်းကမျက်နှာမျိုးမဟုတ်တော့ပဲဆယ်နှစ်လောက်ငဲသွားတယ်လို့ထင်ရပါတယ်။ပြီးတော့မှတခုခုစဉ်းစားမိတဲ့လက္ခဏာနဲ့ကျွန်တော်ကိုပြုံးပြုံးကြီးကြည့်ရင်းနဲ့ပဲထပ်ပြောလိုက်ပါတယ်။အော်ကျိုးတခုမေးသွားတော့မလို့။နက်ပြမနေကြရင် ဟော်ရီအပါဆိုက FBI အဖွဲ့နဲ့တွေ့ဖို့ကြုတ်ချင်းလာတာရှိပါတယ်။အဲ့ဒါတစိတ်ကျေးဇူးပြုပြီးအဲ့ဒီအစီအစဉ်ဖြစ်လိုက်တဲ့အကြောင်းသူတို့ကိုခမရပဲ ကျွန်တော်ကိုစားចောင်းကြပြပါလားခင်ဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်